ိတ်ဆက်ခြင်းသည်ကျွန်တော်တို့၏ကိုယ်ခန္ဓာစနစ်များအတွက်အရေးကြီးဆုံးလှုပ်ဆောင်ချက်များထဲမှတစ်ခုဖြစ်ပြီးအနည်းငယ်သာဂရုမစိုက်သောလှုပ်ဆောင်ချက်တစ်ခုဖြစ်သည်ကျွန်တော်တို့အားလုံးသည်ကျန်းမာသောလူနေမှုဘဝကိုရရှိရန်ကောင်းစွာအိတ်ဆက်ရန်လိုအပ်ကြောင်းသိကြသည်သို့တော့ကျွန်တော်တို့အများစုအိတ်ဆက်ကိုဂရုမစိုက်ကြပါအချိန်မီအိတ်ဆက်မပြုကြပါနောက်ကြမှာအိတ်ဆက်ကြသည်မနှက်ဆော့ဆော့နှိုးထကြသည်ကျွန်တော်တို့သည်အိတ်ဆက်နေစဉ်အချိန်တွင်ဖုန်းခေါ်ဆိုမှုကြောင့်အနောက်ရှက်ဖြစ်ကြသည်နောက်ဆုံးတွင်အချိန်ကြာလာသည်နှင့်အမျှအိတ်ဆက်ခြင်းကြောင့်နေမှုဟုခေါ်သောအခြေအနေကိုရရှိလာပြီးကျွန်တော်တို့၏ကျန်းမာရေးကိုကျဉ်းထန်စွာထိခိုက်စေပြီးနောက်ဆုံးတွင်ကျွန်တော်တို့၏မိသားစုများတွင်ရှိသောရောဂါ များကိုဖြစ်စေတော့လဲကျုပ်တို့ဤအိပ်စက်မှုအရေးအတွေးမကောင်းမှုကြောင့်ကျုပ်တို့ဤဘဝတွင်အစောပိုင်းတွင်ထိခိုက်ဆက်တင်လာသည်အိပ်စက်ခြင်းအကြောင်းပြောတော့အခါကျုပ်တို့သည်အိပ်စက်ခြင်းကိုနားနောက်အိပ်စက်ခြင်းနှင့်တွင်အိပ်စက်ခြင်းဟုခေါ်တော့အိပ်စက်ခြင်းအမျိုးအစားနှမျိုးဖြစ်ခွဲခြားသည်ညလုံးလင်မြစွာလှုပ်ရှားသောအိပ်စက်ခြင်းတွင်တင့်ခန္ဓာကိုယ်သည်လုံးဝအနားယူနေပါသည်သို့တော့တင့်ညလုံးများသည်ဆုတ်ရှားနေပါသည်စုံတယောက်ကတင်ရင်အိတ်ဆက်နေစဉ်တင်းကိုကြည့်ရှုပါကတင်းညလုံးများသည့်မြခုံအောက်တွင်ဆက်လက်လှူရှားနေသည်ကိုမြင်ရမည် တိမျက်ခုံးများသည်ပိတ်ထားတော့လဲတိမျက်လုံးများသည်လျှောက်ရှားနေပါသည်နောက်လပ်အိဆက်ချင်းသည်အနာယူရန်အရေးကြီးသည် rim အိဆက်ချင်းသည် တင်းဤမညံထမျက်မှုဒူးတက်မှုအတွက်အလွန်အရေးကြီးသည်ထို့ကြောင့်တင်းသည်အရေးသွေးကောင်းမွန်သောအိဆက်ချင်းကိုမရရှိပါကနော်ရီနစ်ရင်းနှခုစလုံးတွင်အနေဆုံးအရေးသွေးရှိသောဘဝသာမကမညံနှင့်ထမျက်မှုချို့တဲမှုများဖို့လည်းဖြစ်ပေါ်စေမည်ဖြစ်သည် ထို့ကြောင့် green အိပ်ဆက်ခြင်းသည်အလွန်အရေးကြီးပြီးကျွန်တော်တို့အများစုသည်အိပ်ဆက်ခြင်းစဝန်ဤမျက်စိငါးပူ green အိပ်ဆက်ခြင်းအဖြစ်လိုအပ်ပါသည်အထူးသဖြင့်တင်းသည့်တမင်လျင်၈နာရီအိပ်ပါက၂နာရီဒီ green အိပ်ဆက်ခြင်းဖြစ်သည်။